မင်္ဂလာပါကျွန်တော်စနိုက်ပါကျွန်တော်အခုဆွစ်ဇာလန်ကနှင်းတောင်ကြီးပေါ်ရောက်နေပါတယ်ကြည်ကြည်ပါခင်ဗျာအရင်လှပါတယ် ဆိုတော့ကျွန်တော်တို့ဒီလမ်းမှာပေါ့နော်အရင်လိုက်ဒီဆွစ်ဇာလန်မြင်ကွင်းတွေကြောက်တောင်ကြီးတွေကျွန်တော်တို့ရေကန်ကြီးတွေဖြတ်လာပြီးရဲ့အခါမှာအခုဒီ intellect ဆိုတဲ့နေရာလေးမှာအဲတထောက်နားတာပါပြီးလို့ရှိရင်ကျွန်တော်တို့ဆက်လာတော့ပြောရဲနှင်းတောင်ကြီးတွေပေါ့ဆက်ပြီးတော့ခီးဆက်မှာဖြစ်ပါရဲ့ paragliding လို့ခေါ်ရဲလीကျွန်တော်တို့ဒီ level ကနေပြီးတော့ဟိုဟိုဘယ်လိုပြောရမလဲအလေဒီလိုမျိုးလေးကိုပြန်ပြီးတော့သွားနေတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ရိုက်ပြောက်ရေးထားပါမယ်ကြည့်ကြည့်ပါခင်ဗျာ ဒါက Switzerland wash ရေပေါ့နော် Switzerland နိုင်ငံကြီးဆိုင်ပါမြန် Trivery ရေကြောက်တောင်ကြီးရေ paragliding လုပ်နေတဲ့လူတွေရေ Oh my god တကယ်လုံးဝဟိုဘယ်လိုပြောရမလဲ Feel of six Switzerland one off ကျွန်တော်တို့ဒီအပေါ်ကိုတက်ဖို့အာကိဗကာပေါ့နော်ကိဗကာစီးနေနေအောင်ရောက်ပါပြီဆိုတော့ဒီမှာတစ်ချက်နှားပြီးတော့ကျွန်တော်တို့ကိဗကာစီးပြီးတော့နောက်ထပ်ထပ်ပြီးတော့ 一摊，我呢，哎，表面上面那滴，呃，sticky 的那个嘞，就那路，上上上一点没一摊，我呢，就说，哎，还是麻烦。就那路，一摊我摇一摇，就说一摊，就那路滴，透明表面，我表面没走泥啊，我靠，到望脚白，怎么样？就那路摇不好，一看见，直接把扔了，我诶，咋啦？ အချိန်တိုင်းတော့ဒါတွေစပြီးတော့တို့ပြောတာတော့ပျော်နေပြီပေါ့နော်ဆိုတော့အခုရှိနေတဲ့အချိန်မှာကျွန်တော်မြင်နေရလေးပါဟိုးအောက်မှာလေလူတွေကနင်းနေမှာလမ်းလျှောက်နေကြတာပါခင်ဗျာဟိုးရှေ့အလန်နဲ့တပွင့်ရဖို့စောင့်နေကြတာပါ